ဘယ်ဘူးပါဘူးပါတယ်ပိုင်းလို့ဆိုတဲ့ကောင်နေပါမှဒီပုံကျဲတဲ့ဖြစ်စရာဖြစ်တာပေါ့နော်လေရင်ကြီးပဲတည်တတ်လာပြီးကျဲတာမဟုတ်ဘူးအဲ့ကြောင့်ဘယ်ကောင်ပို့ရေးကြီးလဲဆိုပြီးတွေးတဲ့အခါမှာအဲခုနလိုလေမှုတွေအကြောင်းအားလည်းမပြောမဖြစ်ဖြစ်လာဟုတ်တယ်ဒီကောင်နေဆိုရင်အခုဆိုပြီးသူကအရန်ကိုနာကြီးနေတာအရန်မုန်းနေတာဟုတ်တယ် င်္ဂလာပါဆရာမင်္ဂလာပါကိုကျွန်တော်ညောင်မတင်ဆက်ရတာလဲကြာပြီပေါ့နော်လောက်အောင်ဆရာပါလေးပါဖြစ်ဟုတ်ပါအခုရက်ပိုင်းတွင်းမှာပေါ့နော်ဒါမြန်မာနိုင်ငံအလဲပိုင်းနဲ့မြန်မာနိုင်ငံမြောက်ပိုင်းကိုလေကြောင်းတိုက်ခိုက်မှုတွေအများဆုံးလုပ်နေတာအဲ့ဒီတဲမှာမှာကျွန်တော်တို့လေးလပိုင်းကဆိုရင်ဒါစကိုင်းတိုင်းပေါ့နော် calling ခရိုင်ဝန်တို့မြို့နယ်တွေမှာဆိုရင်လေကြောင်းတိုက်ခိုက်မှုလုပ်လို့ဒါနန်းခမ်းရွာ26ရောက်ထိတည်သွားတယ်30ကျော်လောက်တန်ရရတယ်ပေါ့နော်ဟိုရုပ်ပြက်ဆက်ပြက်ဖြစ်တာတော့အခုရပိုင်းကျွန်တော်မေလ12ရက်နေ့က ဒါစကိုင်းတိုင်းဟုတ်တယ်ဒီပဲမြို့နယ်ကအိုးထိန်တွင်းရွာကိုစတဲ့အကြောင်းကိုရရဆက်ဆက်ဟိုပြက်ခတ်တိုက်ခိုက်တာတွေပေါ့နော်အခုဒီမိုးရိကာလာမတိုင်ကြီးမှာမင်းအောင်လာရနေပြီးမှာဒီကြောင်းတိုက်ခိုက်မှုအချိန်ညှင့်မှုလည်းပြောထားတယ်ပေါ့နော်အဲ့ဒီဒီညွှန်ကြားမှုအတိုင်းကိုလေတက်ကကောင်းနေရနေပြီးမှာပြင်းပြင်းထန်ထန်ပြည်သူတွေနဲ့ဒါကလေးသူငယ်တွေကိုဒီကြောင်းတိုက်ခိုက်မှုလုပ်နေတာပေါ့အဲ့ဒီလောက်လောက်ရက်တွေပေါ်မှာဟောဘုန်းကြီးဘယ်လိုမြင်လဲပေါ့ဟုတ်ဟုတ်ဟုတ်ဆရာ ဟိုပါဗောလုတ်တာအခုနောက်ပိုင်းဟိုကဒီအရက်သားပြမှတ်တွေကိုပိုလုတ်တာများနေဟောင်းဒါကျန်တဲ့တော်လိုင်းတက်ဖွဲ့တွေစီမှာလုတ်တဲ့ဟာထက်လေအရက်သားပြည်သူတွေပဲနေတဲ့နေရာတွေလူစုလူဝေးလုတ်တဲ့နေရာတွေဒါဟိုနေရာဆိုပါလေအလူလုတ်နေဟုတ်တယ်အလူလုတ်တဲ့နေရာမျိုးတွေပေါ့နော်ခြောက်ဦးဘက်မှာနော်အဲပြီးတော့ဒီဘက်ဟင်းမှာဆိုလေဒါစာတင်ကျော်ဟုတ်တယ်ဘာမှကိုမဆိုင်ဘူးလေနော်ဒါစစ်စစ်ပတ်နဲ့ပတ်သက်လို့ဘာမှမဆိုင်ဘူး ျွန်တော်အဲ့ဘက်ကတော်လိုင်းတက်ဖို့ဝင်နေပြောရချင်းပါဘာမှကျွန်တော်တို့မရှိဘူးတဲ့ဟုတ်ကျွန်တော်ကအဲ့မှာနေတာလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်နေရတဲ့နေရာတခြားစီပေါ့နော်အဲဒီအခုစာတင်ကြောင်းကဘာမှကိုမရှိရကလေးတွေပဲစာတင်ရတာပေါ့နော်ပြီးတော့ကျဒီဘက်ကအဲ့ဟိုဘက်ကကောင်ပြောရတယ်အကြောင်းဖွင့်ချိန်မှမဟုတ်တာဘယ်လိုဖြစ်တာလဲပါလဲပေါ့ဟုတ်ဒီဘက်နေမှာကပေါ့နော်ဟိုကလေးတွေစာတင်မှုအတွက်ကိုသူကကျောင်းပည့်ရက်တွေကျောင်းဖွင့်ရက်တွေဆိုပြီးတော့ရှိနေတာမဟုတ်ဘူးဟုတ်စင်ပြေတဲ့အချိန်တင်ပေးရဘယ်ဒီကောင်နေတိုက်ခိုက်နေလို့ဗျာအဲ့ကြအဲ့လိုဟာမျိုးဒီကောင်နေကဟို ဟိုရဲဆက်ဆက်လဲလှုပ်သေးတယ်ပြီးရင်လိန်လဲလိန်သေးတယ်ဒီတေဆုံးတဲ့ဘုံမှာလောင်ပြောင်တာမျိုးလဲလှုပ်သေးရပါတော့เนาะအဲ့တော့ကျလူတွေကဘာဖြစ်လဲဆိုတော့အတိတ်ကဒီကောင်နေရဲ့ရွေချက်ကြောင့်နှစ်ခုတွေ့ရဘယ်တော့လဲကစိတ်တက်တွေကိုရိုက်ချိုးတော့ရိုက်ချိုးอ่ะအဲ့နေ့ကကျွန်တော်နဲ့ပြောရတဲ့ဒီတော်လိုင်းတက်ဖွဲ့ဝင်ငယ်ပြောရင်တော့သူတို့ကတိုက်ဝဲဝင်နေကြတဲ့သူတွေဒီတိုက်တာခတ်တာပစ်တာခတ်တာပေါ့နော်တိုက်တာခိုက်တာအပြင်ဟိုကဒီတွေးတန်ရဲရဲဘာညာဆိုသူတို့ကမြင်မှုနေကြလူတွေပြောမယ်ဆိုရင် ဒါတိုက်ခိုက်စစ်သားတွေလीเนาะမြင်မှုနေကြလူဒါပေမဲ့သူတော်မှအဲ့ဖြစ်ရဲ့ကြီးကိုမြင်တဲ့အခါမှာခြေတီလက်တွေတုံပြီးတော့ဗောနော်ဟုတ်သူကိုယ်တိုင်ဒီအလောင်း၁၄လောင်းကိုသူတဲထိုးอ่ะအဲ့ကြတော့ဒီသူ့ကိုယ်ပေါ်မှာဆွဲနေတယ်ဒီသွေးညင်နဲ့နေရဆောက်အဲ့ဟာတွေကိုသူတွေးပြီးသူစိတ်တွေခြောက်ချားတော့ခြောက်ချားတော့အဲ့လိုဗောဆောက်တီရမရဘာလို့ဒီကလေးတွေကိုလောက်ရတာလဲဗောနော်သူကျွန်တော်နဲ့ပြောချင်မှာပြောအဲ့လိုဒီကောင်တွေကိုတတ်နေလဲကျွန်တော်တို့စီကိုလာပစ်စမ်းမှာအဲ့လောက်ထိကိုသူသူပြောတယ်ဗျာဒီလားဘာမှမဆိုင်တဲ့ဒီကလေးတွေကိုဘာလို့လောက်ရတာလဲ အဲ့လိုပဲ तू तू စိတ်ထဲမှာကိုကဒီဒီဟာကိုလောကသူ့ပြက်သူတွေဖြစ်အပြည်သူတွေဆိုလဲအဲ့လိုပဲလေဟုတ်ချိုးဆိုရင်နှလုံးရက်ပြီးတော့ဟိုဟာဖြစ်သွားတဲ့သူရှိတယ်ပေါ့နော်ပြီးတော့လေးနေနေနေပြန်လာတဲ့အချိန်မှာဂလန့်ပြီးတော့အဲ့လိုနှလုံးရက်ပြီးတော့ဆုံးသွားတဲ့လူကြီးသူမကြီးတောင်ရှိတယ်တဲ့ဟုတ်အဲ့ပြီးတော့ဒီပြည်သူတွေအဲ့ဘက်မှာရှိတဲ့ဒေသခံတွေကအဲ့ဖြစ်ရဲ့ကြီးကိုကြုံပြီးတဲ့အချိန်မှာပေါ့နော်အကုန်လုံးကအဲ့လိုပြဆောက်တရားမရအောင်အချို့ဆိုငုံငုံကြီးကြီးအဲ့လိုမျိုးပဲပေါ့နော်ဟုတ်တယ် တကယ်ကိုယ့်ရဲ့ရင်သွေးတွေဆုံးမသွားတဲ့မိသားစုတွေဆိုပိုဆိုးပြီပေါ့ဆရာယာကလေးတွေကလည်းကြိလိုက်တော့ဟိုရတပ်ပုံထဲမှာတချို့ခေါင်းမပါတော့ဘူးเนาะခေါင်းပြတ်တဲ့ကလေးတွေရောတကယ်တချို့ဆိုရဆရာအောင်မရှိရဆရာအောင်မရှိရအဲ့မှာဒါဒါမိခင်တယောက်ဆိုပေါ့เนาะငါသမီးလေးတွေကိုဓာတ်ပုံရိုက်ဖို့အတွက်ဒါဖုန်းလေးယူခဲ့သမအောင်ဟေးဆိုပြီးတော့ပို့ပြီးတော့ပြောတဲ့ဟာရဘလို့မှမကန်သားနိုင်ဟုတ်ဟောတော်တော်ဆိုးဆိုးပေါ့เนาะအဲ့တော့ကြစိတ်သက်တွေကိုတမီရိုက်ချိုးပြတယ်ပေါ့เนาะဟုတ် အဲအဲ့ဒီတော်လိုင်းမှာတကယ်ဦးစီးဦးဆောင်နဲ့တိုက်ခိုက်မှာပါဝင်နေတဲ့သူတွေတော့မှဒီလောက်ထိတွေ့ပြချောက်ချားတယ်ဆိုရင်ကျန်တဲ့ဘာမှမသိတဲ့ဒီစစ်ကြောင်မသိတဲ့ဗောနော်ဒါမရင်းနေတဲ့ပြည်သူတွေကပို့ဆိုးတော့ဟုတ်တယ်ပို့ဆိုးတော့ပို့ဆိုးတော့ဒီဖြစ်ရဲ့ကြီးကြုံပြီးတဲ့အချိန်မှာကြောက်လန့်တုံလုံးတာတွေဖြစ်လာတယ်နောက်ထပ်ဒါမျိုးကြုံရမှာဘယ်တော့များကြုံရမလဲဆိုပြီးကြောက်တာမျိုးတွေဖြစ်လာတယ်။အဲအဓိကတော့ဒီဥစ္စာယူတွေ့ပြတ်သွားတာပေါ့။ပြန်ထပ်ပြီးတော့များကြုံရရင်ဆိုပြီးအဲ့အတွေးနဲ့စိတ်တွေတုံလုံးချောက်ချားပြန်။နောက်ဆုံး ါကသူကဒီဟာတွေကိုအောင်းပြီးတော့ဆိုတဲ့ပုံစံမျိုးဟုတ်အဲတွေးလာအောင်ပေါ့နော်အဲဒါကြီးတွေငါတို့မကြုံကျင်တော့ဘူးဒါကြီးတွေမြင်မြန်ရက်ပါတော့ပေါ့နော်အဲဆိုတွေးတဲ့နေရာမှာသူပြောလိုက်မယ်အာဒါတော်လိုက်ပါတော့ရက်လိုက်ပါတော့အဲဒါမျိုးတွေမဖြစ်စေချင်တော့ဘူးအဲ့လိုမျိုးပုံစံမျိုးတွေခုနောက်ပိုင်းမျာ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 းလာဟုတ်တယ်အဲ့အတိုင်းဖြစ်အောင်ဒီကောင်တမင်လုပ်တယ်ရှေ့ဆက်လှုပ်ရမယ့်ဟာတွေမှာအစားပေါ့နော်ချိုးဆိုရင်တန့်သွားတာပေါ့ငါတို့လှုပ်လိုက်ရင်ပြည်သူတွေကိုလာပြီးများဒုက္ခပေးမလားဆိုတဲ့အတွေးမျိုးဖြစ်တယ်ဟုတ်အဲဒါဒါဒီကောင်ကြီးရဲ့ ဟိုတခုပေါ့နော်စိတ်တက်ကိုရိုက်ချိုးရတာတခုအဲနောက်တစ်ခုကကျတော့ तू ကဒီလက်နဲ့လက်နဲ့ချင်းမနိုင်တော့ဘူးဟုတ်မြေပြင်မှာဆိုင်ကြည့်ကြလိုက်ဘယ်နေရာမှာဖြစ်ဖြစ်ဟုတ်မနိုင်ဘူးစစ်သားကားကောင်ဘယ်နေရာမှာချင်းနေကောင်းလာမရှိဘူးတော်လိုက်တက်ဖက်ဝင်တိုက်ပွဲဖော်ရင်ဖော်သလိုဒီကောင်နေခံစားနေတာဘယ်စကန်းတိုက်ပြန်ပြီပြေးပြန်ပြီတေးပြန်ပြီဒီကောင်ကဘယ်စစ်ကြောင်းတိုက်ပြန်ပြီပြေးပြန်ပြီတေးပြန်ပြီသူတို့ပဲတည်နေကြရတယ်ဟုတ်တယ်အဲ့လိုမျိုးပေါ့နော်မြေပြင်မှာလက်နဲ့လက်နဲ့ချင်းတိုက်ပွဲဝင်တဲ့အခါမှာသူတို့မနိုင်တော့မနိုင်တော့ပြည်သူတွေကို ဒါပို့ပြီးတော့ဘုံချက်တိုက်ခိုက်ကြရေးလုံမယ်ပြီးတော့ဆိုင်ခုနပြောလို့ပေါ့နော်မုံမကြခင်မှာလေကြောင်းတိုက်ခိုက်မှုတွေပို့ပြီးလုံမယ်ကြာနေရင်လည်းလုံနေဦးမှာပဲဟုတ်တယ်ဘိုးရသည်ရောက်လဲလုံနေဦးမှာပဲတဲ့ရွေချက်ကဘာလဲဆိုတော့ဒီလက်နက်ကင်ထားတဲ့အဖွဲတွေကိုလက်နက်လက်နက်ချင်းမနိုင်တဲ့အခါအဲ့လက်နက်ကင်ထားတဲ့အဖွဲတွေရှိတဲ့နေမြာပြည်သူတွေကိုတိုက်ခိုက်မယ်အဲ့ဒါဆိုရင်အဲ့တပ်ဖွဲ့တွေကခုနလိုသူတို့ပြောတဲ့စကားကိုနားထောင်လိမ့်မယ်အဲ့ခါကျရင်ညှိနှိုင်းတဲ့အဆင့်တွေသွားမယ်ဒါမျိုးပုံစံမျိုးများသူတို့လှုပ်ရှင်သလားဒါကျွန်တော်တွေးမိတဲ့ယူဆမိတာဟာပေါ့နော်ဘာလို့လဲဆိုတော့ PNL ကိုလည်းရှေ့မှာအဲ့လိုလှုပ်ခဲ့တာရှိတယ် တရားနယ်လေးထိန်းချုပ်ထားတဲ့နယ်မြေတွေမှာစက်တိုက်ဘုံကျဲတာအကျဉ်းကြီးတစ်ထောင်ကျော်တယ်ဟုတ်တယ်နော်ဟုတ်တယ်နော်တစ်ထောင်ကျော်တယ်ဒီဒီကိုပဲရှိန်ချောက်တာပေါ့နော်ပြန်မင်းတို့ထိန်းချုပ်ထားတဲ့နယ်မြေမှာရှိရပြည်သူတွေဒီလိုမျိုးဖြစ်အောင်ငါတို့လုပ်ပြအေးအဲ့လိုမျိုးမလုပ်စေချင်ဘူးဆိုရင်ငါတို့နဲ့ညီလာဟုတ်အေးအဲ့ပုံစံမျိုးတွေဖြစ်နိုင်နေပေါ့နော်ဒါကတော့ဒါကြောင့်တွေးမြင်တစ်ခုဟုတ်ရှိန်မှာလည်းတန်းဟိုအင်ဒေါ်တို့ဘာတို့တိုက်ပွဲတွေမှာတမ89တမမူလိုပါတော့ဒီလောက်ထီကိုကျွန်တော်တို့ဒေါ်လာရေးရဲဘော်တွေကဒါစကိုင်းတိုင်းပေါ့နော်တွင်ထဲမှာတိတ်ထားတော့ အခုတိုက်နေတာလဲစကိုင်းတိုင်းမကွေးတိုင်းဒါမန္တလေးတိုင်းဒီ၃တိုင်းကိုပဲဖိပြီးတော့တိုက်နေတာလေးပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒါလေရင်ကွင်းနေဒါလေရင်ကွင်းနေတိုးတိုးချက်ပြုပြင်နေတာရှိတယ်မကွေးတိုင်းဒါပခုတ်ကူမျိုးတွေပေါ့အစင်းမြင့်တာတွေလုံနေနော်အစင်းမြင့်တာတွေဒါဝါစီတို့ပါလို့ဆိုရင်ဒါဘောဘောလမ်းရွာပေါ့လမ်းရွာတို့ပါတော့မှာဆိုတာ PC တလောက်နီနီတောင်ဖြစ်နေပြီပေါ့နော်ဒါလေရင်ကွင်းနေဒါရှေ့မှာလဲဒါပခုတ်ကူတို့ပါတော့သူတို့လောက်ကြည့်သေးတယ်နောက်ပိုင်းဒီပခုတ်ကူလေရင်ကွင်း ဟိုပခုတ်ကူကတော်တော်များများကျွန်တော်တို့ဒေါ်လာရေးဘော်တွေဆိုးမှုထားတဲ့အတွက်ကြောင့်ဒီကောင်လေးဟို K8 တို့ပါတော့ဒါပခုတ်ကူလေးခွဲမှာအရှိမဆိုင်တော့ပဲနဲ့อืมဟိုခုလက်ရှိတိုက်နေတာတော့ဒါမိတ်တီလာနဲ့ပဓာဟုကပဲအဓိကထားပြီးတိုက်နေတာပေါ့อืมဒါသူတို့အဓိကအဲ့လိုမျိုးအလဲပိုင်းနေရာတွေမှာရှိတဲ့ဒီလေစိတ်တွေပေါ့နော်အရက်ဘက်လေစိတ်တွေပဲဖြစ်ဖြစ်အဲဒီဥစ္စာတွေကိုစစ်ဘက်ပုံစံမျိုးတုံးလို့ရအောင် အရှိမြင့်တင်တာတွေပြင်ဆင်တာတွေပြုပြင်တာတွေလုပ်နေရပါတော့။အဲ့ဒါဘာလို့ရည်ရွယ်ရည်ရွယ်ပြီးလုပ်လုပ်တယ်လို့ထင်လဲ။ဟုတ်ပထမကဒီဝါစီတို့ဘာလို့ဆိုတော့ကျွန်တော်ကြောင်းနေခဲ့တုန်းကတော့ဘိုးကြီးကပတ်စံနေပါတွေကဒါဟိုရန်ကုန်တိုင်းတို့မန္တလေးတိုင်းတို့ကုန်းလမ်းပို့ဆောင်ရေးခုနကားနဲ့ပဲပို့တာ။ဝါစီဆက်ရောင်းနေဒီမှာအဲအခုနောက်ပိုင်းကျွန်တော်တို့ဆလင်းတို့ပခုတ်ကူတို့တော်တော်များများကျွန်တော်တို့ဒေါ်လာရေးရဲပေါ်ကြီးစုံမှုနေပြီဖြစ်လာတဲ့အတွက်ကြောင့်ဒီကုန်းလမ်းကိုသူတို့စိတ်မချတာပေါ့နော်စိတ်မချတော့တဲ့အတွက် တော့လေရင်ကွင်းအသေးအတန်ဆင်းလို့ရအောင်ဒီလိုရည်ရွယ်ချက်တွေပြန်လှုပ်တည်တယ်။အဲနောက်တစ်ခုကတို့ဒါဟိုပါပေါ့ချင်းပြည်နယ်နားကပ်နေတဲ့ကြောက်ခုလိုပါလို့ဆိုရင်ဒါစိတ်မချရတော့စိတ်မချရတော့အတွက်ကြောင့်ဒါပခုတ်ကူလေရင်ကွင်းတွေပါလေအရှင်ကဒါပြင်ဖို့လှုပ်သေးတယ်ပေါ့နော်။အဲဒီလိုမျိုးတွေမျိုးမျိုးလှုပ်နေတာအခုငလင်းလှုပ်ပြီးတဲ့နောက်ပိုင်းမှာလဲဒါတရာဦးတို့လေရင်ကွင်းတို့နေပြီးတော့လေရင်ကွင်းတို့ထိခိုက်မှုတော့ပျက်စီးမှုတော့ရှိတာပေါ့ရှိတဲ့အခါကျတော့ ဒီအရေးကြုံလာလို့ရှိရင်နောက်ထပ်ဒါကျွန်တော်တို့ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှု လုံးနိုင်မဲ့နည်းဆက်ဆုံးလေးကိုလေလိုက်ပြင်းနေတဲ့အဆင့်မြင့်နေတဲ့သဘောပါပဲ။အင်းနဲ့ပြီးရင်ဟိုကလည်းပါမှာပေါ့နော်။အဓိကအဲ့လိုစီတဲလမ်းကြောင်းတွေခတ်လာတာ။ဟုတ်တယ်။မြေပြင်သွားလို့မလွယ်တော့တဲ့ခါကျတော့နော်ဝင်ရပို့မယ်ဆိုလဲအများကြီးပဲဟိုကဖြစ်မှာပေါ့။ဟုတ်တယ်။အဲအဲ့ကျတော့သူကညီညီနန်းနန်းမှာရှိတဲ့ဒါလေးဝင်းတွေကိုပဲအတွင်းထဲပို့ပြီးတော့အတွင်းထဲကနေပဲနေရာနှက်လိုက်ကျဲမယ်ဆိုတဲ့ပုံစံမျိုးကြီးမြင်လာရတာပေါ့နော်။ပြီးတော့ဒါအစွန်ဖျားမှာရှိတဲ့ဆိုတော့ ေစိတ်တွေကလည်းစိတ်မချတော့ဘူးလေစိတ်မချတော့စိတ်မချတော့ဘူးဆိုတော့ကြတော့ဒီကတော့အဲ့အစွန်ပြားအနေမှာကျဲနေတဲ့နေမြေတွေကိုဆက်ကျဲနိုင်ဖို့အတွက်ဆိုရင်အတွင်းထဲကိုပြန်ရွှေ့ပြီးမှပဲလောက်ရမယ်နေတာဖြစ်နေဟုတ်တယ်ဟမ်အဲ့ကြတော့လိုပဲဖြစ်ဖြစ်သူတို့ကလည်းကြံတော့ကြံနေတာပဲနီးမျိုးစုံတော့တုံးနေတာပဲအခုဆိုရင်ဒါအဲချင်းပြဘက်မှာဆိုလဲကျဲသွားတယ်ဗောနော်ဟုတ်တယ်အဲပြီးတော့ဟိုမိုးပြဲဘက်မှာဆိုရင်လဲကျဲတယ်အဲကျဲတဲ့ချိန်မှာသူကဓာတ်ဥစိတ်ငွေ့ ဘုံတွေပါပါတယ်ပြီးမီးလောင်ဘုံတွေပါတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးကျင်းနိုင်မှုအတွက်ကိုသူကခုနလို KN ဒီဖြန့်ဝေတဲ့အပိုင်းတွေမှာပေါ့နော်အရင်ကထက်ပိုပြီးခက်ခဲလာတော့ဒီအတွင်းပိုင်းတွေကနေပဲတခါတည်းယူတခါတည်းဖြန့်တခါတည်းသွားကျဲဆိုတဲ့ပုံစံဖြစ်အောင်လုပ်နေတာပေါ့နော်အဲ့တော့ကျွန်တော်ကပတ်စာတွေလည်းလုပ်နိုင်ဖို့အတွက်ရေးကြည့်တယ်ဟုတ်တယ်အဲ့လိုပဲကျွန်တော်နောက်နောက်တစ်ခုပေါ့နော်လေရင်ကတော့ဟုတ်ပါပြီလေရင်ကတော့လာဒီပုံမှန်ဒီကေတန်းပြောမှဆိုရင်ဒါ လေလေမူးမပါဘဲနဲ့လာပြီးဘုံကျဲတာမျိုးမဟုတ်မဟုတ်ဘောနော်လေမူးပါဘူးပါတယ်ပိုင်းလို့ဆိုတဲ့ကောင်นี่ပါမှဒီဘုံကျဲတဲ့ဖြစ်စရာဖြစ်တာဘောနော်လေရင်ကြီးပဲတည်တတ်လာပြီးကျဲတာမဟုတ်အဲ့ကြောင့်ဘယ်ကောင်ပိုအရေးကြီးလဲဆိုပြီးတွေးတဲ့အခါမှာအဲခုနလိုလေမူးတွေအကြောင်းကလည်းမပြောမဖြစ်ဖြစ်လာဟုတ်တယ်အဲဒီကောင်นี่ဆိုရင်အခုဆိုပြီးသူကအရန်ကိုနာကြီးနေတာအရန်မုန်းနေတာဟုတ်တယ်အကြောင်းတွေဒါဘိုက်ကောက်လုတ်ဖို့တွေဘာတွေအစအကြောင်းပြောတာရှိတယ်သူတို့မိသားစုတွေအစဘောနော် ပြောတာရှိတယ်အဲ့ကြောင့်ဒီကောင်นี่ရဲ့အကြောင်းကိုလည်းကျွန်တော်ကနည်းနည်းတော့ အစိုက်တီတော့ပြောစီစဉ်တော်နေအခုဒါလက်ရှိလုပ်နေတဲ့အထဲမှာဘေကောင်နေရတော့ဘလိုမျိုးပုံစံမျိုးရှိတယ်ဆိုတဲ့ဟာကိုပေါ့နော်တီတော့ပြောစီစဉ်တာအခုစီးရင်နေထွက်လာတာဟုတ်ဟုတ်တယ်ဟုတ်အဲစီးရင်နေထဲမှာတော့ကျွန်တော်တီတဲ့ဟာဒါတော့တော်တော်များများခေါင်းကြီးပိုင်းပေါ့ခေါင်းကြီးပိုင်းတော့ဟိုကာကွယ်ရေးဦးစီးချုပ်လေးဒါထွန်းအောင်ပေါ့ထွန်းအောင်တော့ဒါမစ်တွန်နေနိုင်လာတယ်ဒါခုနစာတော်တာတို့နောက်ပြီးတော့သွေးအေးတာတို့ကာကွယ်ရေးဦးစီးချုပ်လေးရဲ့အောက်မှာကျွန်တော်ကျွန်တော်တို့စစ်ဦးစီးရာရှိချုပ်လေး ဇော်ဝဲမြင့်ဆိုတာလည်းဒါမြစ်တွက်နေနိုင်ရတယ်။နောက်ပြီးတော့ကျွန်တော်စေဦးစီးဘုံဦးကျုံလေဆိုတာတော့အခုထုံးဝင်းဆိုတာထုံးဝင်းရပို့ပြီးတော့ဒါပြော့ပြော့နဲ့အာတောင်ကြီးတောင်ရှိအပေါ်ဖားအောက်ဖိထုံးဝင်းရရင်တော့ဒါအဲကာဝေးဦးစီးကျုံလေမြတ်ဟဲရဲ့ PS ကိုလောက်ခဲ့တယ်လူပေါ့နော်အဲ့ကနေကျွန်တော်နဲ့ပသိမ်လေးတဲ့စကန်ဌာနကျုံမှာတူတူနေခဲ့တယ်မင်္ဂလာတုံးမှာလည်းနေခဲ့တယ်ထုံးဝင်းနဲ့ဘုံမှုဘွားတွေမှာ ထုံးဝင်းကအရင်တော့ကျွန်တော်တို့ focus ကတော့ဘာလို့မောင်းတာပေါ့ focus မောင်းတဲ့လေရနေပြီးတော့လာတယ်လာပြီးတော့မှခုနပဋိဌာနာကျုပ်ဘူးပဋိဌာနာကျုပ်ဘူးကနေပြီးမှကျွန်တော်တို့မကွေးတဲ့မကွေးကိုရောက်သွားတာပေါ့နော်နောက်ပိုင်းတိုင်းကိုကဲမှုလေမှာသူကတာဝန်ဆန်းထမ်းဆောင်ပြီးတော့အခုလက်ရှိကသူကစစ်ဦးစီးပုံမှုကျုပ်လေဖြစ်နေဒီထုံးဝင်းကတော့ထုံးဝင်းတို့ဇော်ဝင်းမြင့်တို့ထုံးအောင်တို့ကတော့ဒါခိုင်းတဲ့မြတ် မင်းအောင်နိုင်ခိုင်းနေများလုံမဲ့ကောင်းနေပဲပေါ့နော်အဲ့ဒီမှာမှခုနဇော်မင်းဦးပေါ့အဲ့စင်းနေတဲ့မှာကြည့်လိုက်တော့ရှင်ဇော်မင်းဦးတို့ဘာလို့ဆိုရလဲ A7 Jet Fighter မောင်းခဲ့တဲ့ကောင်းလေးဒါကတော့အခုဇော်မင်းဦးကတော့မိတ်ညိတ်နေတဲ့စကန်ထာနာကျုပ်ဘူးပေါ့ဇော်မင်းဦးတို့နောက်ခန့်နေသွေးတို့ခန့်နေသွေးဆိုတာလဲခုနကာဝေးဦးစကျုပ်နေမောင်းမောင်းကျော်ရဲ့တပည့်ဒါပုံဦးကျုပ်စိုးတင်လိုက်ပေါ့နော်ဒါရဟန်းရင်ပြကြလို့တည်သွားတဲ့စိုးတင်လိုက်ရဲ့တပည့်ရင်းမယ်ခန့်နေသွေးရဲ့ အဆေဘန်အနေမှာအခုစူတာတိပေါ့စူတာတိအုံမှုဒီဩစူတာတိအုံမှုကနေမှာနေပြီးတော့မှာနေပြီးတော့အနေမှာအခုဘုံမူကြီးနဲ့သူကဒုဌာဏချုပ်ကိုအစ်ဖြစ်နေပြီဒီကောင်နေကမကြခင်မှာဘုံမူချုပ်ရတော့မှာဘုံချုပ်တွေဖြစ်တော့မှာပေါ့ခန့်နေသွေးတော့ဆိုတော့ဒီကောင်နေကဟိုပါပေါ့အထက်ကခိုင်းသမျှကိုဒီဇိုင်းမမလိုက်လောက်တဲ့ကောင်နေဘာမှကြံတဲ့ဥစ္စာကိုဟိုထဲမတွက်ဘူးပေါ့နော်မတွက်ဘူးဆိုတာသူကအခုစာတင်ကြောင်းတော့ဟိုကြီးကရှေ့မှာဟိုပါပေါ့ ရက်ွက်တွေဘာလို့ရွာတို့ကျဲတယ်ဆိုရင်လည်းသူကသူတို့ရှေ့မှာပြစ်မှတ်မှတ်ပုံတင်ပြီးသားပေါ့ပြစ်မှတ် A ပြစ်မှတ် B ပြစ်မှတ် C ဆိုပြီးတော့အဲ့ပြစ်မှတ် ABC ကိုမှသူကရန်တုပြစ်မှတ်ဆိုပြီးတော့စာတင်ကြောင်းလို့ဘုံကြောင်းလို့ဒီကောင်တွေကမတတ်မှတ်ဘူးအင်းမတတ်မှတ်ဖ ೇನೆ ရန်တုတိုက်ကက်ရန်တုတိုက်ကက်ဆိုတာကြည့်ပဲဒါမျိုးတွေနဲ့ဟိုပြစ်ခတ်ချိန်မုံခိုင်းတာပေါ့နော်အဲ့ဒါကိုမှသူတို့ကဒါပြစ်ခတ်ချိန်မုံလိုက်လို့ရှိရင်ကျွန်တော်တို့ဒီသတင်းဌာနတွေကြည့်မှာပဲ ကြည့်လာလို့ရှိရင်တော့ခုနဒါ report တက်တာမျိုးပေါ့လေချောင်းတိုက်ခိုက်မှုပြီးစီးတာနဲ့ report တက်မယ်ဆိုရင်ဒါရန်သူဗနေရကိုရှင်းမုံတိုက်ခိုက်နိုင်ငယ်တယ်ဆိုရင်ပုံစံမျိုးတွေပဲဒီကောင်တွေကရေးมาပဲပေါ့เนาะအဲဟိုဒီဘောချုပ်တွေတင်မဟုတ်ဘူးစစ်လော်ဘီတွေကလည်းဒီတိုင်းပဲပေါ့เนาะဟိုဟိုဒါရန်သူပဲဆိုပြီးတော့ဒါကြော်စိုးဦးတို့ဘာလို့ပြောခဲ့တာလဲပုံတွေ့มาပေါ့ဟုတ်ကြီးကတော့ဗျာအဲသူတို့ကတော့သူတို့လုတ်တဲ့လုတ်ရက်တွေကတော့ဝမ်းမှန်ရရင်လုတ်ရက်တွေလည်းဖြစ်တယ်လို့ဒီလုတ်ရက်တွေကိုလည်း ဆက်ပြီးတော့သူတို့ကလုံနေဦးမှာပဲဟုတ်ပြီးတော့ပြည်သူလည်းဆက်ပြီးတော့သူတို့ရန်သူတို့တတ်မှတ်ပြီးအာနှိမ့်ဆက်နေဦးမှာပဲပေါ့နော်ပုံကျက်တက်ဖြတ်နေဦးမှာပဲအဲ့တော့ဒီဘက်မှာရှိတဲ့ကျွန်တော်တို့ဒေါ်လာရေးတက်ဖွဲ့တွေဒေါ်လာပြည်သူတွေအနေနဲ့ကအဲခုနလိုပေါ့နော်ပြည်သူဆိုရင်လည်းလေချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ဘာတွေလုံတင်တယ်လဲဘာတွေရှောင်တယ်လဲဘာတွေပြင်ဆင်တယ်လဲဆိုတဲ့ဟာတွေကိုဒေါ်လာရေးတက်ဖွဲ့တွေပြောတဲ့အတိုင်းပေါ့နော်လိုက်နာပြီးတော့လှုပ်ဆောင်တာမျိုးလေးလှုပ်စေခြင်းနဲ့အနည်းအားဆိုကျွန်တော်ဟိုစိတ်မကောင်းတာလေးပေါ့နော်ဒါဒီတက်ဖွဲ့ဝင်ကဒါသူ့သူ့ကလေးလေးရှိတယ် ရှိတော့ကြတော့အဲတူခလေးတော့သမီးရဲ့အဲဦးပြောပြလိုက်ပေါ့နော်လေရင်လိုင်းဘာလို့ရမလဲတဲ့ဘုံဘုံချင်းနဲ့ပြေးရမယ်တဲ့ဟုတ်သူတို့တွေ့ထဲမှာအဲ့လိုဖြစ်ကလေးတွေကအခုချိန်မှာတခြားဒီဘုသူတာဖြစ်စင်မဲ့အရာတွေပညာတက်စင်မဲ့အရာတွေသင်ပေးနေရမယ်အချိန်ဒီမှာအခုတော့အသက်အန္တရာယ်လွတ်အောင်ပေါ့နော်ဒီကလေးငယ်ငယ်လေးတွေကိုပေါ့နော်ဒီလေရင်လိုင်းဘာလို့ရမလဲဆိုတဲ့အသက်အနေလုံးအောင်တင်ပေးရတဲ့ဟာလေးဖြစ်စိတ်နာကြရည်ရင်နာကြရည်ပေါ့အဲ့တော့ဒီဥစ္စာတွေကတော့ဆက်ရှိနေမှာဒီကောင်းလေးမကြချုံမရှင်းရှိနေမှာ ဒီကောင်းလေးဒီမြေပွားနေမပြောက်ွယ်သွားမှချင်းရှိနေမှာဒါကြောင့်ကဓာကြီးရှိနေလို့ဓာကြီးဖြစ်နေလို့ဒီကောင်းလေးကိုပြဿနာရှာမယ်ပြစ်တင်မယ်ဆိုတဲ့ဟာမျိုးနေလဲရက်တန်းတော့မရောက်ပြီးတော့ဓာကြီးကိုမလုံနိုင်အောင်ကောင်းလားဆိုပြီးတော့တော်လိုင်းတက်ဖွဲ့တွေကိုပြစ်တင်နေလို့လဲဓာကြီးကပြီးတော့မဟုတ်ဘူးဒါကြောင့်လုံနိုင်တဲ့အပိုင်းတွေကိုလုတ်ပြီးတော့ဒီကောင်းလေးမရှိတော့တဲ့အဆင့်ထိကျောင်းလေးတွားနိုင်မှာရည်ကြီးရယ်ပေါ့နော်အဲ့ဒါရည်ကြီးဆုံးပဲဟုတ်တယ်ဟိုအဲ့ဒီနေရာဆိုလဲဒါစကိုင်းတိုင်းအတွင်းထဲမှာဘုံကျဲတိုက်ခိုက်တာဒါ၄မျိုးလေပေါ့နော်ဒီပဲရင်းတို့နောက်ပြီးတော့ခုနချောင်းဦးတို့ ပထမဆုံးသတင်းကျွန်တော်နဲ့ဟိုကုတက်သတင်းရတဲ့ညီလေးကချောင်းကိုဒါချောင်းကိုတက်ကျဲတာတော့တရာဦးနေတဲ့စခန်းနေမှာဒါတက်ကျဲတယ်ပေါ့နော်အဒီဘေးရင်ခုနဦးထိန်တွင်းရွာကိုတက်ကျဲတာတော့မိထီလာမိထီလာတက်ကျဲတယ်ကိုသိရတာပေါ့သိရတာခုနထိကိုက်ပျက်စီးမှုတွေကိုကြည့်လိုက်လို့ရှင်ဒါဒီ FTC 2000G လို့ဟိုပါပေါ့69ရာခိုင်နှုန်းလောက်တေချာတယ်ပေါ့နော် ဒီလေးရင်ကိုဘာကြောင့်လဲဆိုတော့သူပြစ်ခတ်တက်ခိုက်တဲ့ဒီဘုံပေါ့ဟိုပါပေါ့ 250kg ဆိုတာလေဆာကိုက်တဲ့ဘုံမျိုးဒါပြစ်မလွဲပေါ့ပြစ်မလွဲဆိုတော့အဖြစ်နိုင်ခြင်းအများဆုံးကတော့ဒါ FTC 2000G ရပဲကြာခိုင်လုံးများတယ်နောက်နောက်တစ်ခုက FTC 2000G ရဲ့ပိုက်တော့ဘသူလဲဆိုတာဟိုအပူတပြင်းပေါ့ဒိုင်းလန်စုံစမ်းနေတော့ပဲအခုလက်ရှိရတော့အဲတော့အခု ဒါ line ပုံမှာဆိုရင်ဒီသူကဘယ်လောက်ထိစိတ်နာနေလဲဆိုတော့ဒီလေမှုတွေရဲ့တပုံနေမှတ်တမ်းနေ Facebook account နေဒါတွေတင်နေရရှိပြန်ပြီးမျှဝေနေရရှိတယ်အဲ့လိုအောက်တွေမှာကြည့်လိုက်တယ်ဆိုရင်လည်းလုံးဝစိတ်ဆိုးတာရဲတာပဲပေါ့နော်ပြီးတော့ဒါပြည်သူကပြန်ပြီးတော့လေ line ပုံမှာပဲသူတို့ဓာတ်ခတ်သေးတာ account နေ account နေပါဖြတ်ပြီးတာဟုတ်ဖြတ်ပြီးရနော် အဲ့ဒါမဲ့သူတို့မှာရွှေ့ပြောင်းလို့မလွယ်ကူတဲ့ဟာတွေရှိတယ်။အဲအဲဥစ္စာတွေဆိုရင်တော့ဒါတော်လည်းတက်ဖွဲ့တွေကဆက်ပြီးတော့လှုပ်ရှားနိုင်မှာပေါ့နော်။အဲလီတာပိုင်းလို့လည်းဆိုတဲ့ကောင်တွေကတော့ဒီချိန်မှာကျွန်တော်တို့ဟိုတိတ်စားမစားနာခြင်းဘူးဗျာ။စားနာခြင်းဘူး။နောက်တစ်ခုကဘောရဟိုရွေးလို့မရအောင်။လေတဲ့ပိုက်လို့ကြတော့ဘာကြောင့်ရွေးလို့မရအောင်ဆိုတာလေတဲ့မှာခုနကင်းထောက်လေအုပ်ရှိတယ်။ဒီလေချောင်းတိုက်ခိုက်မှုမတိုက်ခိုက်ခင်မှာအဲကင်းထောက်ပေးတဲ့ကောင်မှာပါတယ်။ကင်းထောက်လေပါတယ်။ဟုတ်တယ်။နောက်ပြီးတော့လေချောင်းလေမတက်ခင်မှာဒီကြည်တဲ့ တိမ်ဖို့ဆောင်ရေးနေရပါတယ်ဟုတ်တယ်အဲ့ကြတော့ဒီလေးတက်တာပိုက်လို့မှန်တယ်များတာတိမ်ဖို့ဆောင်ရေးရောကင်းထောက်ကောတိုက်ခတ်ရေးရောဈက်ဖြတ်တိုက်ခတ်ရေးရောဘယ်ကောင်မှမလုပ်ဘူးစခွေးဆိုတာကုန်ပါဟုတ်ဒီတက်တာမှန်တယ်များကျွန်တော်ဟုတ်တယ်လုံးဝလွတ်ပေးလို့မရတဲ့ပုံစံမျိုးဖြစ်သွားဟုတ်တယ်ဟုတ်တယ်အဲ့ကြတော့အာပြည်သူတွေလည်းခုလိုမျိုးပါဝင်ပေးရကျေးဇူးတင်တယ်ဒါပေမဲ့ကျွန်တော်တို့ရက်တက်လို့မရဘူးဆက်ပြီးတော့စူးစမ်းကြမယ်ဒေါ်လာတက်ဖွဲ့ကြီးလည်းသူတို့တက်တဲ့လောက်အကောင်းဆုံးစူးစမ်းနေကြတယ်ပေါ့နော်အဲကြောင့်ကျွန်တော်အချင်းချင်းပြစ်တင်နေမှာစား တကယ်လို့တဲ့ကောင်ကိုကျွန်တော်ဘယ်လိုပြန်လုပ်ကြမလဲဆိုတဲ့ပုံစံမျိုးတွေနဲ့ပဲရှေ့ဆက်ကြဖို့ရည်ကြီးတယ်နော်ဟုတ်ပါတယ်